ဒီနေ့တော့ဖောက်တဲ့ဘင်ငက်ကျော်မာလာဟင်းနဲ့ရှမ်းစားစာတွေကောင်းတယ်ဆိုတဲ့အဆိုင်85ဒရာအစင်းသားမှာရှိတယ်ဆိုလို့သွားရှာပြီးတော့စားခဲ့လိုက်ပါတယ်ဒီဆိုင်ကလာရှူကနေနေပြီးတော့ပြင်မနာမှာလာဖွင့်နေတာ9နှစ်လောက်ရှိပြီဆိုင်လေးကနည်းနည်းသေးတယ်နောက်လည်းနည်းနည်းရောက်တော့ရှားတာနည်းနည်းလေးတော့ခတ်ပါတယ်ဆိုင်နံပါတ်လေးကတော့ point ဆိုင်လေးစာလေးကတော့နေပြီးတော့ပြင်မနာ85ဒါးဆင်းနဲ့ရောက်ောက်ရောက်ောက်ယုံဂျာထဲမှာရှိတာပါဆိုင်လေးကသာသေးတာမီနူရတော်တော်စုံရတယ်မီနူစုံလေးကိုလည်းဒီဗီဒီယိုရဲ့အဆုံးမှာဖော်ပြပေးထားပါတယ် ဒါလေးကတော့ရှမ်းစံစည်းကိုအရေးပြောသူ့ဟင်းအူကမှွေးပြီးတော့မြင်တာနဲ့ကိုကုံတော့ရှင်တာဒီဇိုင်းမာကလူမျိုးမျိုးဘာသာမျိုးသုံးဆောင်လို့ရအောင်ဆိုပြီးတော့စက်သားတစ်မျိုးတည်းပဲသုံးထားတာပါစံစည်းရဲ့အရသာကတော်တော်လေးကိုမိုက်တာဟင်းရဲ့အရသာလည်းတော်တော်လေးကိုကောင်းပါတယ်ဒီဆိုင်မှာကရှုံမမသုံးကျဲကျူတို့ဟင်းသီးဟင်းရဲမုံတွေပဲသွားရှုံအောင်လုပ်ထားတာအဲ့တော့ရှုံမမစားရလူအတွက်လည်းအဆင်ပြေပါတယ် ဒီစီချက်ခောက်ဆွဲရဆိုလို့ရှင်လဲဒီခောက်ဆွဲသားတော့လာရှိုးအပ်မှာတာပါအဲဒီမှာတော့အရသာဆက်တာပါเนาะအဲ့တော့စီချက်အရသာလေးရလဲကောင်းတယ်ခောက်ဆွဲလေးရလဲစားရတာအဆင်ပြေတယ်ပြီးတော့သူကတပွဲကို3000 3500 4000 4500အဲ့လောက်ပဲရှိတာပေါ့နော်ပိုးရှင်းလည်းလည်းများတယ်လို့တော့ထင်ပါတယ်ဒီစီဂျယ်လေးကိုကလော်သီးရှင်နေနဲ့စားရတာလေးကတော်တော်လေးကိုမိုက်တာဗျာဒီဆိုင်မှာကျွန်တော်သဘောကျလေးတစ်ခုကတော့ဒီရှမ်းကောက်ဆွဲတို့ဒီဆန်စည်းတို့မှာသူကဒီအုံမုံကြီးနေထည့်တယ်ပြီးတာပေါ့နော်ကျွန်တော်ကဒီအုံမုံကြီးနေထည့်တယ်ပြီးစားရတာကြိုက်တယ်ဆိုတော့ဒါကျွန်တော်တက်ကတော့တော်တော်လေးကိုအဆင်ပြေပါတယ် ။သူ့စီမှာတုံးတဲ့ဒီပဲငပီတို့ဖတ်တော့ရွယ်တို့တခြားလိုအပ်တဲ့ပစ္စည်းတော်တော်များအောင်ဒီလာရှိုးကနေပဲတိုက်ရိုက်မှာတာပါ။ရန်ကုန်ဆွေလေးကိုဝက်ခေါက်ကြော်ကြွကြွရရလေးနဲ့တွဲပြီးစားရတာရတာလို့ကျွန်တော်တော်တော်ကြိုက်တာအဲ့တော့ရှမ်းကော့သက်သန်ရလို့ချင်းဒီဝက်ခေါက်ကြော်ရှားရတာကျွန်တော်တို့အလုပ်တလုပ်ချင်းအနေနဲ့ကတော့သူတို့ဘက်သူတို့လှုပ်ထားတဲ့မုံလာချင်းရဲ့ချမ်းချင်းအနီးရဆိုပြီးရှာပေးပါတယ်ကဲလာပါပြီဖုတ်ထက်ကြော်ဒီဖုတ်ထက်ကအသားတော်တော်များတယ်ပြီးတော့တရိကံပုံလေးဟိုအောင်နဲ့အောင်သွားစင်တယ်စမူစာနဲ့ အရသာတဲ့တော်တော်ကောင်းတာဖုတ်ထက်ကြော်ကြိုက်တဲ့ဆိုလို့ရှိရင်တော့ဒီဆန်ရောက်ရင်ဖုတ်ထက်ကြော်ကိုမဖြစ်မနေမှာစားကြည့်ဖို့အကြံပေးချင်ပါတယ်ဒါလေးကတော့ဖုတ်ထက်စီချက်ဖုတ်ထက်ကြည်တောင်တဲ့ပြင်းနေမှာဆိုလို့ခေါက်ဆွဲပါရောပေးချတာအဲ့တော့ဖုတ်ထက်ခေါက်ဆွဲစီချက်ဖြစ်သွားရောအရသာတော့ဆောနာခေါက်ဆွဲစီချက်နဲ့တိတ်မကောက်ဘူးဖုတ်ထက်လေးပို့ပါလားပေါ့နော်ဖုတ်ထက်လေးရတော်တော်လေးကိုနူးညံ့ပြီးရောအရသာရှိပါတယ်ဒါကတော့ဖောက်တဲ့အုတ်ကကြော်သူတို့ကအပြော့ကြော်လို့လည်းခေါ်ရဲပေါ့နော်။သူကဒီထဲမှာအစာပလာလေးရတော်တော်လေးများတယ်။အရသာလေးလည်းကောင်းတယ်။ ဒါပေမဲ့ကျွန်တော်ကတော့သိမကြိုက်ပါဘူးဒီဖုတ်တဲ့ဖင်ခဲကြော်နဲ့ဆန္ဒဖုတ်တဲ့အကျွတ်ကြော်နဲ့ဆိုလို့ရှိရင်ဖုတ်တဲ့အကျွတ်ကြော်လို့ကျွန်တော်ပူကြိုက်ပါတယ်လူတယောက်နဲ့တယောက်ကတော့အကြိုက်မတူဘူးเนาะတချို့ကျတော့ဒီလိုမျိုးပြော့ပြော့လေးကြော်ထားတာလေးကိုကြိုက်တာ ဒါလေးကတော့မာလာဟင်းအသီးရွက် တော်တော်ဆုံဆုံနဲ့ ready made ကျုပ်အကြောင်းတစ်ချောင်းပါပါတယ်ဒီထဲမှာတုံးထားတဲ့မာလာအနှစ်ကတောင်ကြီးရမှာထားတာအဲ့တော့မာလာရတာလေးရတော်တော်လေးကိုအဆင်ပြေတယ်ပြီးတော့သူ့စီမှာသဘာဝငှက်တိုက်ပေါင်းရင်လည်းရပါတယ်အဲ့တော့ဒီဆိုင်လေးမှာထိုင်မွေးလူရှိလားအရသာဘလို့နေလဲစားရတာအဆင်ပြေလားမပြေဘူးလားကွန်မန့်မှာရေးသွားပေးကြပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နေပြီးတော့တွင်အိမ်နဲ့ရောက်အမှောက်သုံးဆောင်လိုပါကကျွန်တော်တို့ NPT Delivery တွင်ဆက်သွယ်လိုက်ပါခင်ဗျာ